ောက်တစ်ခု hierarchy ဆိုတာပါလဲ hierarchy ဆိုတာကတော့ကိုယ့်ရဲ့ game wall ထဲမှာစီမျိုးထဲမှာရှိတဲ့ key game object တွေရာဝတ္ထုအကုန်လုံးကိုစုထားပြီးတဲ့ window တစ်ခုပဲဖြစ်ပါတယ်။ကိုယ်က game ကမ္ဘာထဲကိုဘယ် game character တွေပဲထည့်ထည့် three model တွေပဲထည့်ထည့်ဘယ် game object ပဲထည့်ထည့်ဒီ hierarchy မှာပဲပေါ်လာမှာပါ။နောက်ထပ် inspector ဆိုတာကတော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့ scene wall ထဲမှာဒီရာဝတ္ထုရှိတယ်။အဲ့ဒါကိုကျွန်တော် game object လို့ခေါ်တယ်။အဲ့ game object တစ်ခုချင်းစီရဲ့ဂုဏ်သတ္တိတွေသူတို့ရဲ့ယူပါဗီတာဒီ physics တွေကဘယ်လိုအလုပ်လုပ်တာလဲ။ တို့တွေကိုဘလို့ကြောင်း control လုပ်မယ်ဆိုတဲ့နေရာပဲဖြစ်ပါတယ်။အဲတော့ဒီ game ကပါတဲ့မှာရှိတဲ့ game object ရဲ့ဂုံသတ္တိတွေကို inspector window ထဲမှာ component ဆိုပြီးပေါ်ပြထားပြီးတော့ဥမာထားပါတော့ကျွန်တော် transform ဆိုတဲ့ component ဆိုလို့ရှင်ကျွန်တော်ရွေးချယ်ထားတဲ့ game object ရဲ့တည်နေရာတွေပြီးလို့ရှင်သူ့ရဲ့အရွယ်အစားသူကဘလို့ down ကနေလဲမလဲဆိုတာတွေကိုကျွန်တော်ကညှိလို့ရပါတယ်။ဒါက inspector ထဲမှာ transform ဆိုတဲ့ component တစ်ခုပဲရှိပါသေးတယ်။အောက်မှာ add component ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ component တွေຢာနဲ့ချီပြီးတော့ထွက်လာမှာပါ။ ဲ့ဒီမှာကျွန်တော်တို့ physics တက်ရအောင် rigid body component တွေထည့်တာတို့ပြီးရင်ကိုယ့်ရဲ့ game object ကို animation တွေဖြစ်အောင် animator component တွေထည့်တာတို့ပြီးရင်ကိုယ့် game object ကိုဘယ်လိုမျိုးပြုမှုလဲဆိုပြီးတော့ကျွန်တော်တို့ behavior script တွေ programming ရေးပြီးထည့်တာမျိုးတွေလုပ်လို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ project window ပဲဖြစ်ပါတယ်ဒါကိုရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်ကိုယ့် game project ထဲမှာရှိတဲ့ file အကုန်လုံးကိုစုစားပေးတယ် file manager ရေးလို့ပြောရင်လည်းမမှားပါဘူးဥပမာကျွန်တော် game development ကရုပ်ရှင်ရိုက်ရတဲ့တူရယ်ဆိုလို့ရှိရင်ဒီ project window ကကျွန်တော်တို့ရုပ်ရှင်ရိုက်နေရမှာ တော့မဲ့ပစ္စည်းရဲ့ကောင်းအောင်တူလောင်နားတဲ့ကိုတော်မျိုးပြောရမှာ